ဲအားလုံးပဲမင်္ဂလာပါအဲ့တော့ရှေ့မှာမြန်မာဆိုတဲ့သဘောတရားပြောပြီးတဲ့အခါကျတော့အခုလူမျိုးဆိုတဲ့သဘောတရားကိုထက်ရှင်းပြမယ်ဗျကျွန်တော်နိုင်ငံသားတွေကလူမျိုးဆိုတာဘာမှမသိဖြစ်နေမှာဆိုလို့နော်နိုင်ငံဆိုတဲ့သဘောတရားကျွန်တော်ပြောပြသွားပြီနော်ဥပဒေတွေပြောရင်းနဲ့ဖွဲ့စည်းပုံတွေပြောရင်းနဲ့နိုင်ငံဆိုတဲ့သဘောတရားပြောပြသွားပြီအခုရှေ့မှာဗီဒီယိုဖိုင်က မြန်မာဆိုတဲ့သဘောတရားပြောပွားပြီးဒါဆိုမြန်မာနိုင်ငံဆိုတာဘာကိုပြောတာလဲကိုယ့်အကူထက်စင်းစားကြအခုမြန်မာဆိုတာပြောပြီးွားပြီးဆိုတော့မြန်မာလူမျိုးဆိုတာကိုနားလည်ဖို့လူမျိုးဆိုတဲ့သဘောတရားကိုကျွန်တော်ကထပ်မံပြီးတော့နိုင်ငံသူနိုင်ငံသားတွေကိုဝေမျှပေးမှာဖြစ်ပါတယ်အဲ့ဒီတော့ကျွန်တော်မြန်မာနိုင်ငံမှာအဲဟိုတီအိုဒီတွေကိုမပြောတော့ဘူးဗျာ နော် theory တွေကိုမျိုးနွယ်စုတွေဘာတွေဟိုအသေးစိတ် family တွေဘာတွေကျွန်တော်မပြောတော့နော်ဒါတွေကကိုယ့်ကိုလေ့လာလို့ရတယ်နော်ကျွန်တော်သဘောတရားပြောမယ်လူမျိုးဆိုတာဘာလဲကျွန်တော်မြန်မာနိုင်ငံမှာအချင်းချင်းအားပြီးဆိုလို့ရှိရင်ကျွန်တော်မျိုးနွယ်စုရှစ်စုရှိတယ်ကချင်ကရားကရင်ချင်းဗမာမော်ရခိုင်ရှမ်းဆိုပြီးတော့မျိုးနွယ်စုရှစ်စုရှိတယ်ဗျအဲ့ဒီမျိုးနွယ်စုရှစ်စုကို အသေးစိတ်ခွဲလိုက်လို့ရှိရင်အားလုံးပေါင်း135မျိုးရှိပါတယ်ဗျနော်ဒါဆိုရင်135မျိုးရှိတယ်ဟုတ်ပြီဒီလောက်ဒီနားလည်သားပြီဒါဆိုရင်မြန်မာနိုင်ငံသားမြန်မာလူမျိုးဆိုတော့မြန်မာလူမျိုးဆိုတာဘယ်သူတွေကိုပြောတာလဲ135မျိုးလုံးကိုမြန်မာလူမျိုးလို့ခေါ်တာဖြစ်ပါတယ်ဒါပေမဲ့အဲ့လောက်မလွယ်ဘူးဗျ လူမျိုးဆိုတဲ့နေရာမှာလည်းပဲအတိတ်ပဲရှိပါတယ်ဗျနော်အဲ့ဒါလေးကိုကျွန်တော်ကလင်္ကာလေးရေးပြီးသားတာရှိပါတယ်တည်တည်ကြာကြာလေးလိုက်မှတ်ပါလင်္ကာလေးရဲ့အမိကအဲ့ဒီလင်္ကာလည်းပဲလွယ်လွယ်လေးပါအဲ့တော့လူမျိုးအလွယ်မှန်နည်းလင်္ကာဒုက္ခဒုက္ခအတုခံစားဤဆက်ဆက်အကျိုးချင်းနှစ်ပေါင်းများစွာအတူရှိတယ်ကျွန်တော်စားတဲ့စိတ်ထားတာလူမျိုးခုမှတ်ထားပါတဲ့ဒါကကျွန်တော်ရေးပြီးသားတာဗျ ဲ့တော့မြန်မာလူမျိုးလို့ပြောလိုက်လို့ရှိရင်ကျွန်တော်မြန်မာနိုင်ငံမှာ135မျိုးလုံးကတမီတဲမှာနေတည်ရဲတဲမှာတောက်ပြီးတော့အားလုံးနိနိဆက်ဆက်အတူတကွနေခဲ့ကြသလိုတူဦးကျိုးတူဦးမျောကိုပြီးတော့နေထိုင်ခဲ့ကြသလိုဒုက္ခဒုက္ခတွေကိုလည်းပဲဘယင်ခေတ္တရတဲ့စားပြီးသူ့ကြုံဘွားရောက်တဲ့ခေတ္တဆုံးအခုချိန်ကြီးကျွန်တော်တို့အတူတကွခံစားပြီးတော့လာခဲ့ကြတယ်ဗျအဲ့တော့မြန်မာနိုင်ငံဆိုတဲ့မြေပြည်မြေပုံကြီးပေါ်မှာကျွန်တော်နေခဲ့ကြတာ နှစ်ပေါင်း1500ကျော်သွားပြီဗျ။နှစ်ပေါင်းများစွာအတူရှိကြဆိုနှစ်ပေါင်း1500ကျော်သွားပြီအဲ့တော့အားလုံးကအတူတကွနေခဲ့ကြတဲ့ဒီမြေဒီရေဒီလီလူအောက်ထဲမှာတမျိုးတစားတဲ့စိတ်ထားကဆိုတမျိုးတစားတဲ့စိတ်ရှိစေခြင်းနဲ့အတွက်ကြောင့်မြန်မာဆိုပြီးတော့တတ်မှတ်ထားတာဖြစ်ပါတယ်လူမျိုးဆိုဒီမှာဒုက္ခဒုက္ခအတူခံစားနီနီကျက်ကျက်အကျိုးချင်းထက်နှစ်ပေါင်းများစွာအတူရှိကြ တမျိုးတစားတဲ့စိတ်ထားတာလူမျိုးဟုမှတ်ထားပါအဲ့တော့135မျိုးလုံးဒီဘာတိုင်းရင်သားညာတိုင်းရင်သားဘာလူမျိုးညာလူမျိုးအဲ့လိုပြောခွင့်မရှိပါဘူးနေပေါင်းများစွာအတူတူနေခဲ့ကြတယ်သူ့ကြိုးကိုကြိုးအတူတကွနေခဲ့ကြတယ်ဒါကြောင့်မို့လို့အားလုံးဟာစိတ်ထားတစ်ခုတည်းရှိစေခြင်းတဲ့အတွက်ကြောင့်လူမျိုးဘာလူမျိုးလဲမြန်မာစိတ်ထားတစ်ခုရှိစေခြင်းတဲ့ကြောင့်မြန်မာလူမျိုးလို့ လူမျိုးကိုတတ်မှတ်ခဲ့ကြတာဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်ကျွန်တော်နိုင်ငံသူနိုင်ငံသားတွေကိုမသိသေးတဲ့အရာတွေကိုဝေမျှပေးခဲ့တာအခုဆိုရင်လူမျိုးနဲ့ပတ်သက်တဲ့လင်္ကာလေးကိုထပ်မံပြီးတော့နားလည်သွားပြီလို့ထင်ပါတယ်။အသေးစိတ်ကိုတော့ဒီတဲ့အသေးစိတ်နားလည်ခြင်းရင်ရခိုင်ရခိုင်ခေတ်တွေကဆောစောကလို့တတိယကျောအောင်ဆရာဆရာတော်ဘုရားကြီးတွေရေးခဲ့တဲ့စာအုပ်တွေလို့ရှာရှာပါစာအုပ်တွေထပ်မံဝယ်ဖတ်ဖို့တော့လိုအပ်ပါလိမ့်မယ်။ အားလုံးကျေးဇူးတင်ပါတယ်မဟာဗမာဂျင်းကျော်လင်ဖြစ်ပါတယ်